ခုကတော့ကျွန်တော်ဝင်းကြီးများယုံရောက်နေဖြစ်ပါတယ်ဘယ်ပွဲကိုရောက်နေရလဲဆိုတော့ Gold Air ကနေကျင်းပပြုလုပ်နေရဲ့ Jet Tour Brand ရဲ့ကားအသစ် launching ပွဲကိုရောက်နေရဖြစ်ပါတယ်ဆိုတော့ Jet Tour Brand ဆိုတာညီမနိုင်ငံမှာပေါက်ပြီးသား brand လည်းဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ကားအသစ်ကိုလည်းစိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်အဲအကြောင်းကျွန်တော်ဒီနေ့ဒီပွဲကိုလိုက်ပြမှာဖြစ်ပါတယ် ော့ဒီကားမှာတော့ engine ကတော့2.0တာဖို့ဖြစ်ပါတယ်ဆိုတော့မြင်းကောင်ကြီးက250လောက်ထွက်ပါတယ်ဆိုတော့ gear ကတော့ hp ပေါ့နော် gear ရှစ်ချက်လည်းရှိပါသေးတယ်ဆိုတော့အဲ့မှာပို့ပြီးတော့ဒီကားရဲ့ size တင်နေတဲ့ခုဆိုရင်တော့ market ထဲမှာ1.5တာဖို့ကြီးများတယ်ထုံးစံနဲ့2.0တာဖို့ကြီးတော့နည်းရှားပါတော့ဆိုတော့ goal area ကတော့ကျွန်တော်တို့ဒါ2.0တာဖို့ကတကယ် customer feedback ကလူတွေပိုကြိုက်ကြတယ်ပြီးတော့ဒီဒီလောက်ဈေးသုံးပြီဆိုရင်လည်း2.0တာဖို့လူတွေကပိုဖြစ်တယ်ပြီးတော့စီစားအောင်ပိုများတာကိုလည်းဒီလောက်ဈေးသုံးတဲ့လူကအဲ့လောက် မကြည့်တော့ဘူးကွာဆိုတော့မကြည့်တော့တဲ့အတွက်2.0တာဖို့တွင်းလာရလို့လည်းပြောပါတယ်ဆိုတော့2.0တာဖို့က great လဲပို့ပြေသွားရဲမောင်းလို့လည်းတေချာပေါက်ပို့ကောင်းမှလည်းဖြစ်ပါတယ်ဆိုတော့မိုက်ပါတယ်မြင်းကောင်ကြီး250ဆိုတော့ပြောရရင်တော့ကျွန်တော်2.0တာဖို့တော်တော်များများစီတန်စလုံးနေလည်းမြင်းကောင်ကြီးကအဲ့လောက်ထွက်ကြတာဆိုတော့မိုက်ပါတယ်ဒီအပြင်ကားရဲ့ဒီဇိုင်းပုံစံအတိုင်း၄00ဆန်ဆန်ပေါ့နော်အထဲမှာလည်းတကယ်၄00ဆန်ဆန်တွေပဲတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ air screen တွေပြီးတော့တကယ် air con အပေါက်တွေပြီးတော့ CRM ကလည်းတကယ်ဟို အဝိုင်းမဟုတ်တော့ဘူးဗောနအခုနောက်ပိုင်းခေစားနေတဲ့ဒီဇိုင်းစတိုင်ဒီဇိုင်းတွေပေါ့ပြီး gear ပုံစံတွေအာပြီးလက်ကင်တွေတကယ်လက်ကင်ပြီးတကားဖွင့်တဲ့လက်ကင်ခွေးတွေအကုန်လုံးကတော့တကယ်၄တောင်းဆန်ဆန်တွေပဲလုထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါမျိုးလည်းအခု customer တွေကပိုကြိုက်တယ်ဗောနဒါတခြားဒီကားဒီဇိုင်း language တွေရဲ့ဒီ SUV တွေမှာ၄တောင်းဆန်ဆန်ဒီဇိုင်းတွေကပိုပြီးတော့ အဲ၄တောင်မဆန်တဲ့ height ဆိုင်ပူပေါက်တာဆိုတော့မှာ၄တောင်ဆက်ဆန်ပဲပြီးတော့နောက်တစ်ခုကြိုက်တာသူက screen ကြီးပဲမဟုတ်ဘူး cloud တွေလည်းပေးတာပေါ့နော်ဆိုတော့အောက်မှာပြန်လို့ cloud တွေအဲဆိုတော့ aircon aircon fan speed တွေကိုပြ temperature တို့အဲ့ဒါတွေ change လို့ရတယ်ပြီးတော့တခြားဟာတွေအာနှိပ်လို့ရတယ်ပေါ့နော် screen ရပဲသွားနှိပ်ကြတော့မလိုဘူးဒါပေမဲ့ကျွန်တော်ကြည့်ရတော့သူကဒီ volume button ပေါ့နော် volume button ကိုတော့ the share and ကြီး cloud နဲ့သွားလို့ရတယ်ပြီးတော့ဒီ screen မှာလည်းသွားလို့ရတယ်ဆိုတော့ volume button ကိုတော့ဒီအလင်မှာတတ်တတ်တော့မပေးတာဘူးဒီကလည်းတကယ် off road ဆန်ဆန်ပေါ့နော်သူကသူ့ရဲ့ဘေးမှာလည်းတကယ်အာ design လေး တွေရှိရပါဘောနည်း off road ကိုပို့ပြီးတော့အသားပေးဒီမှာကဘောနော်ဒီ driving mode တွေကတော့အများကြီးပဲဆိုတော့ဒါသူရဲ့ပြောရရင်တော့ကားပုံစံကလည်းတကယ် off road ကိုတကယ်ရမယ်ဆိုရဲပုံစံအာပြီးတော့ဒီအထဲမှာလည်း mode တွေအများကြီးပဲအဲ့ဒါမှာ sport mode တွေ snow mode တွေ sand mode တွေပြီးတော့အဲ့ဒါတွေခုနှစ်မျိုးတောင်ရှိရပါတော့ဆိုတော့အဲ့ဒီခုနှစ်မျိုးကိုကြိုက်တိုက်ပြီးသွားလို့ရတယ်ဆိုတော့အဲ့ဒါအောင်မှာကျင်မှာမြန်အောင်တော့လည်း ဘာရွေးလို့ရွေးမှမသိရင်ဆိုအလေတက်တက်နှိပ်လိုက်အလေတက်တက်နှိပ်လိုက်တော့ x ဆိုပြီးတော့အလေတက်တက်ဟာလေးကမီးလင်းသွားမယ်ဆိုတော့အဲ့ဒါမီးလင်းသွားပြီဆိုရင်တော့သူကတကယ်အော်တိုပေါ့နော်ကြိုက်တဲ့နေရာသူကသူ့ဘက်သူချိန်ပြီးသွားမှာပေါ့နော်မုတ်ဒီကလုံးချိန်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလမ်းပါတယ်သူကခေါင်းရှုပ်စရာမလိုတော့ဘူးပေါ့နော်မိုက်ပါတယ် ကားတော်တော်များများလည်းတော့ခုခွေးကတော့ပါလာပါပြီဒီသူ့ရဲ့ဒီဈေးတန်းမှာပေါ့နော်သူကဟို cruise control တဲ့မှာ intelligence cruise control ပေါ့နော်ရချိက radar ပါမယ်ဒီကွာဝေးချိန်လို့ရမယ်ပေါ့နော်အဲ့အရာတွေကတော့ဒါကားတော်များများပါလာပါပြီဆို safety feature လည်းတော်တော်စုံပါတယ်ဆိုပြီးတော့သူ့ရဲ့အဲ့ Batman Batman နေပြီးတော့ကျွန်တော်အဲ့တကားဖွင့်လိုက်မယ်ဆိုရင်တော့အောက်မှာသူကသူကဟိုဟာ T1 ပေါ့နော် Jet 2 travel ဆိုပြီးတော့ရေးရပါတယ်ဆိုတော့အဲ့ travel ကပြီးတော့နောက်တစ်ခုဘာမှတွေ့ရလဲဆိုတော့ဒီ dashboard မှာပေါ့နော်သူက TRAV travel လို့လည်းရေးရပါသေးတယ် ခီးထွက်ဖို့လူတွေကိုပို့ပြီးတော့အဲတည်မလားအားတောင်လှုပ်ထားတဲ့ပုံစံပေါက်တယ်ပေါ့နော်ဆိုတော့ travel ကိုသူကအဓိကအားထည့်ပြီးရေးတော့ပါတယ် main color အနေနဲ့ matt green ပေါ့နော်ဆိုတော့ matt green ကတော့အလဲတဲမှာပြလာတယ်ဆိုတော့အဲ့ကောင်ကကျွန်တော်တီးတဲ့လောက်တော့သူကဒီ check ကြီးထဲကိုဒေါ်လာ1000ပေးရတယ်အဲ့ဈေးကအဲ့အဲ့အဲ့အယောင်ရဖို့ဆိုတော့ဒေါ်လာ1000ပေးရတယ်မဲ့အခုဒီရောင်းတဲ့ဟာတော့ဘယ်အယောင်ဖြစ်ဖြစ်ပါဈေးကတော့တူတူပဲဆိုတော့ official price ကခုနပြောတဲ့တကယ် surprise 2000နဲ့298300ပေါ့နော်ဆိုတော့အဲ့ဒါတော့တကယ် surprise ပဲ ဆိုတော့ပြောရင်တော့သူ stock ရှိသလောက်တော့သူအဲ့ဈေးပေါ့နော်ဆိုတော့တခြားအပြင်လောကမှာလည်းအဲ့ဈေးနဲ့အနည်းဆုံးရောင်းပေးနိုင်ရင်တော့ကျွန်တော်ပို့ပြီးတော့လူတွေအကုန်လုံးလည်းပို့ပြီးတော့ဂျင်းထဲမှာဖြစ်ပါတယ်ပြီးတော့အဲ့ passenger ဘက်မှာကျွန်တော်အကြိုက်ဆုံးကသူ့ရဲ့ဒီကျွန်တော် alpha 2008မှာတို့ဘာလို့မှပါတယ်လို့ပဲလက်ခြေတော့အဲ့လိုတင်လို့ရရတယ်ဆိုတော့အဲ့ဒါတော်တော်အာပြောရင်တော့အခု debug kit မှာ ဟိုတော်တော်များများတော့စားလုပ်လာကြပါပြီဆိုတော့အကားတိုင်းလိုလိုတော့မပါသေးဘူးအ ਨੇ စုပဲပါသေးတယ်ဒါပေမဲ့ဒီကားမှာပါတယ်ဆိုတော့အဲ့ဒါတော့မိုက်ပါတယ်ဆိုတော့အဲ့ဘေးက cloak ကလုပ်ပြီးတော့ပဲဒီဒီကောင်ခြေထောက် rest လေးကိုချိန်လို့ရပါတော့နော်ဆိုတော့အဲ့ဒါတော်တော်မိုက်ပါတယ်တော်အခုကတော့ကားကို display ပြတာကတော့သူကဒီသဲပေါ်မှာပေါ့နော်သူကတကယ် off road ကေတည်မလား ไลท์ออนဆိုပြီးပြတာတခြားနေရာမှာတော့သဲမပါဘူးဒါပေမဲ့ဒီမှာသဲပါတယ်ဆိုတော့ဝင်းထွက်တွေခုနလူကြီးရမြားတော့လဲကောင်းမှာသဲတွေပေါ့နော်ဆိုတော့ပြောရင်တော့ off road SUV ကပိုစစ်တယ်လို့ခံစားဝါးစီတယ်ပေါ့နော်ဒီမှာသဲတွေကြီးပဲဆက်ထားပါတော့ mid size ပေါ့နော် mid size တောင်မှကျွန်တော်တို့ဟူးအရင်က mid size တွေထားတော့သူကပိုကျယ်နောက်ကလည်းကျယ်ကြီးပဲအဲ leg room ကျယ်တယ် head room ကလည်းမြင့်တယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဟိုက6ပေ6ပေလောက်လူလဲ AC လွတ်တယ် ဆိုတော့သူထက်ကြီးရဲ့ကောင်တွေကတော့ခေါင်းမိုးပုံမြင့်သွားမှာပေါ့နော်ဆိုတော့ဒီ leg room ကတော့အကြေကြီးပဲပြောရင်မလူတော့လည်းကောင်းကောင်းထိုင်လို့ရတယ်အလေလူလေး AC ပဲထိုင်လို့ရတယ်ပေါ့နော်ပြီးတော့သူနောက်ကဒီ leather တွေကလည်းဒီအရှိရ leather တိုင်းပဲပေါ့နော်အမှ brand အဲ logo တွေရောနောက်ကလိန်မောင် station station တွေအကုန်လုံးပဲပေါ့နော်ပြီးတော့ ambient light တွေကလည်းနောက်တကားမှလည်းဆက်သွားတယ်ပြီးတော့နောက်က speaker ကလည်း Sony ပဲပေါ့နော်ဆိုတော့ Sony တစ်စိတ်တွေလည်းပါတယ်ရှေ့ရောနောက်ရောဆိုတော့ဒီကား Sony speakers တွေပဲဒီရှေ့နှခုကြီးက Amrest ပေါ့နော်ဆိုတော့အဲ့ဒါကိုဖွင့်လိုက်မယ်ဆိုရင်သူကကျွန်တော် you ကျွန်တော် you တဲ့ဘဲထင်တာပေါ့နော်သူကသူကအဲ့ဒါဖုန်းလေးရှိရဲအဲ့ဒါဖွင့်လိုက်ရင်သူက aircon အဲ့ဒီကနေလည်းလာတယ်ဆိုတော့ဒီကောင်ကပြောရရေခဲဟိုဘယ်လိုပြောမလဲရေခဲတက်တာပုံစံတောင်သွားလို့ရတယ်ပေါ့နော်ဇေဒီထဲကဆိုတော့ဘာလို့ဆိုတော့ဒီ aircon အေးတာဝင်တာသားရဲ့အနောက်မီးပေါ့နော်အနောက်မီးကတော့သူအရှိမီးနဲ့ဒီဇိုင်းကတော့အတူတူပါပဲသူအလဲမှာသူတကယ်တကယ်မီးရှိရပြီးတော့ဘေးပပလေးကတော့သူက ဘယ်လိုပြောမလဲသူထွက်လာတဲ့ပုံစံပါနော် 3D နည်းနည်းဆန်တယ်ပေါ့သူကသူကနောက်ကိုရှေ့ကအဲ့ပုံစံပဲသွားတယ်ကျွန်တော်ကြိတ်ဆုံးကတော့သူ့ရဲ့ဒီ T1 ရဲ့ font ပေါ့နော် font ရေးရတဲ့ပုံစံကတော်တော်မိုက်ပါတယ်ဆိုတော့အဲ့ T1 ဆိုပြီးရေးရတဲ့ font design ကိုတော့ကျွန်တော်တော်တော်ကြိုက်တယ်โอเคဆိုတော့ဒါကတော့အမနောက်ခါတော့ခုနကပြောသလိုပေါ့နော်ခေါင်းအိတ်ဆန်တယ်ပြီးတော့ဒီအလဲရခုံတွေခောက်လိုက်မယ်ဆိုတော့ပစ္စည်းတော်တော်များများဆန်ဝါမှဖြစ်ပါတယ်ဆိုတော့ဒီအောက်ကတော့ဒုံးစံတိုင်း spare wheel ရှိရပြီးတော့တခြား အပူပစ္စည်းတွေရှိရပါတော့ဒီကားရဲ့ဘိန်းကတော့အခုနောက်ပိုင်းကတော့ဒီ size တွေဆိုရင်တော့အနည်းဆုံး16လောက်တော့သွားကြရပါတော့ဆိုတော့ဒီကား16ပါဆိုတော့သူ20လာတဲ့ကောင်တွေလည်းရှိရတယ်ဒါပေမဲ့ဒီလို off road ခုလိုမှာတဲပေါ်ရထားရပါတော့သူကဒီ platform လဲတက်မယ်အာဒီအုတ်ခုံးတွေပိုင်းလဲတက်မယ်ဆိုရင်တော့ဒီ16ကိုရတော့အကောင်းဆုံးပါပဲပြီးတော့20ဆိုရင်တော့ဒါပြောရရင်တော့ gray tea ရဲ့ tire လဲနည်းပါဝါမှာပေါ့လေဆိုတော့နောက်ကလည်းဒါကတော့ design ပေါ့နော်သူက design ပဲအကုန်လုံးမပိတ်သွားဘူးပေါ့နော်ရှေ့မှာမှန်ရှိသေးတယ်ဆိုတော့ ြောရင်အလင်းလဲပုံဝင်နဲ့သူကနောက်ကိုလှည့်ကြည့်လိုက်မယ်ဆိုရင်လည်း blind spot နည်းနည်းတတ်တာတာပေါ့နော်သူတချို့ဟာတွေကတော့အကုန်အပြည့်ကြီးလောက်ထားတာပေါ့ဆိုတော့ဒီကားအကြောင်းကိုလည်းကောင်းကောင်းသိသွားရည်လို့ထင်ပါတယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲပေါ့နော်ဒီကဲဈေးကလည်းတကယ် surprise ဖြစ်စေပါရဲ့2300လောက်ဆိုတော့လေဒါပေမဲ့တကယ်အပြင်လောကမှာလည်းအဲ့ဈေးနဲ့လုံလောလောပေါ့နော်အာရောင်းပေးနိုင်ရင်တော့ဝဲလူကလည်းအရင်များနေတော့လည်းမသိဘူးပေါ့နော်ဆိုတော့အဲ့လိုရောင်းပေးနိုင်တော့ဒါအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်စကဲဆိုဒီကားကြောင့်ကောင်းကောင်းသိသိသွားရည်လို့ထင်ပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်ဒါပါပဲ